အနီးကိုတော့ကောင်းကောင်းမြင်ရတယ်။ဒါပေမဲ့နင်းနေဝေးသွားရင်စလုံးအသေးတွေကိုမမြင်ရတော့ဘူးလား။ဒါဆိုရင်တော့အဝေးမုန်နေတာဖြစ်နိုင်ပါတယ်။ဒါဆိုအဝေးမုန်တာကဘာလို့ဖြစ်ရတာလဲ။ ။အဝေးပုံတွေဆိုတာက အမြင်အာရုံပြဿနာတစ်ခုပါ။အနီးအနားမှရှိတာတွေကိုကောင်းကောင်းမွန်မွန်တည်တည်ကွဲ့ကွဲ့မြင်ရပေမဲ့ဟိုးအဝေးကအရာတွေကိုတော့မျိုးလုံးရဲ့ရံပြဲဟမှုမှားယွင်းတာကြောင့်တိကျပြတ်သားစွာမမြင်ရတာဝါတတဖြစ်နေရတာကိုခံစားရနိုင်တဲ့အခြေအနေပါ။ဥပမာပြောရရင်အဝေးရစာတွေကိုလှမ်းဖက်ရင်ဝါးနေတာမျိုး ပုံတွေကိုကြီးကြီးပဲမြင်ရတာမျိုးကားနံပါတ်တွေကိုမသေးကွဲ့တာမျိုးပါ။ အဝေးမုံနာကတော်တော်လေးအဖြစ်များပါတယ်လူအယောက်တရာမှာလူ30လောက်ထိဖြစ်နိုင်တဲ့အမြင်အယုံဆိုင်ရာပြဿနာပါ အဝေးမဝီဆိုရင်ကာမနီတော့မှာလက်မေးကဆိုင်မှုတွေကိုတင်တင်ကိုကိုမမြင်ရတာမျိုးခန်းဆိုင်ရနေတယ်လို့စာသင်အရွယ်ကလေးတွေမှာဆိုရင်လည်းကြောက်တင်ပုံကားစာတွေကိုမမြင်ရတာမျိုးခန်းဆိုင်ရနိုင်ပါတယ်မျက်လုံးယောင်းတာပင်ပန်းတာကောင်းကိုက်တာအဝေးကအရာကိုမျက်မှောင်ကျုပ်ပြီးကြည့်ရတာမျိုးတွေခန်းဆိုင်ရနိုင်ပါတယ်အဝေးမုံတာကအရင်မပြင်းထန်ဘူးဆိုရင်တော့လက္ခဏာတိတိတတ်တတ်ပြတာမျိုးကြီးလည်းရှိနိုင်ပါတယ် ငွေမုံနာကအရွယ်မရွေးဖြစ်နိုင်ပါတယ်။ကလေးအရွယ်မှာတကယ်တည်းကစပြီးတော့ဖြစ်နိုင်ပါတယ်။တခါတလေမှာရိုးရိုးကြောက်လည်းဖြစ်နိုင်ပါတယ်။ဥပမာပြောရရင်မိဘနှစ်ပါးကအဝေးမုံလို့ကလေးမှာပါအဝေးမုံနာမျိုးပေါ့နော်။ဆက်ပြီးတော့အဝေးမုံနာကဘာလို့ဖြစ်ရလဲဆိုတာလေးတွေကိုပြပြမိပါမယ်ရှင်။အဝေးမုံနာကအသက်6နှစ်နဲ့14နှစ်အရွယ်မှာစဖြစ်နိုင်ပြီးတော့အသက်20အစောပိုင်းကာလတွေမှာ ပို့ပြီးတော့ပြင်ထန်လာနိုင်ပါတယ်။အသက်အရွယ်ရက်လာတာနဲ့အမျှမျိုးလုံးအရွယ်အစားပြောင်းလဲလာတာကြောင့်မျက်စိမှန်ဘလူးကနေပုံရိပ်ကိုဖမ်းတာကပုံမှန်မဟုတ်တော့တာကြောင့်ပါ။ကလေးကိုအယုံဆိုင်ပြီးအနည်းကအနူးစိတ်လောက်ရတဲ့အလုပ်တွေကအချိန်ကြာလာတာနဲ့အမြအမြင်အယုံကိုဝင်ပြီးစေပြီးအဝေးမုန်တာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကဘလို့အရာကိုပြောတာလဲဆိုရင်ကွန်ပျူတာကိုအနီးကကြည့်တာနောက်ပြီးစာအုပ်နဲ့မျက်လုံးနဲ့ကပ်ဖတ်တာအလေးရန်ကောင်းကောင်းမရတဲ့နေရာမျိုးမှာစာဖတ်တာမျိုးပါဒီလိုမျိုးတွေကြားလာရင်လည်းအဝေးမုန်နိုင်ပါတယ်ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့အခါမှာအားပါပြီးကွန်ပျူတာနဲ့မျက်လုံးကနီးနီးလာတတ်ပါတယ်ဒါကြောင့်ကိုကဒီလိုဖြစ်လာတာကိုသတိထားမိပြီဆိုတာနဲ့ကွန်ပျူတာနဲ့ချက်ချင်းပြန်ခွာလိုက်ပါ စာဖတ်ရင်လည်းဒီလိုပါပဲအလေးရောင်ကောင်းကောင်းမရတဲ့နေရာမှာဖတ်ရင်ပိုပြီးတော့မြင်ရအောင်ဆိုပြီးအလုံးကိုအစားယူကြည့်တာစာအုပ်နာကိုကပ်ပြီးဖတ်တာမျိုးတွေလုပ်မိတတ်ပါတယ်ဒါကြောင့်အကြံပေးရမယ်ဆိုရင်တော့အလေးရောင်သေချာရတဲ့နေရာမှာစာဖတ်ပါတနေ့တာရဲ့အချိန်တော်တော်များကိုဖုံးကြည့်ရင်ကွန်ပျူတာကြည့်ရင်ကုန်ဆုံးနိုင်မယ်ဆိုရင်တော့စကရင်တိုင်းများနေတာဖြစ်ပြီး ရေရှည်မှာအဝေးမုန်နာကိုဖြစ်စေနိုင်ပါတယ်။ရန်တော်အဖြစ်လူတွေက ဖုံးကြည့်တယ်ဆိုရင်စခရင်နဲ့နီနီကြည့်မိတာမနာရကြည့်မိတာတွေကြောင့်မျိုးလုံးကိုဖိအပ်ပေးသလိုဖြစ်စေလိုပါရှင်။အဝေးမုန်နာကတခါတလေမှမျိုးရိုးကြလည်းဖြစ်နိုင်ပါတယ်။အဖိုးအဝါမိဘတွေမှာအဝေးမုန်ဦးမယ်ဆိုရင်ကိုကိုတိုင်မှာလည်းအဝေးမုန်နိုင်ပါတယ်။ ။အင်မအလင်းရောင်နဲ့ထီထွေးချိန်နေပြီးတစ်ချိန်လုံးအိမ်တွင်အောင်းနေတာ။အလင်းရောင်မဝင်တဲ့အခန်းထဲမှာပဲနေထိုင်တာတွေကလည်းအဝေးမုန်းစေနိုင်ပါတယ်။ဒါကကလေးတွေအတွက်ပိုပြီးတော့အရေးကြီးပါတယ်။ဒါကြောင့်ကလေးတွေကိုဖုံးပေးသုံးမဲ့အစားအိမ်ပြင်ထွက်ဆော့ခိုင်းတာကအဝေးမုန်းဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်။